မင်္ဂလာပါကလေးလေးတို့ရေဒီနေ့ကလေးလေးတို့အတွက်ပုံမြင်လေးတစ်ပုဒ်ပြောပြမယ်နော်ဟိုးရှိရှိတော့ငါအရန်ကိုဆင်းရဲတဲ့မိဘမဲ့ကလေးလေးတို့ရှိတယ်တဲ့ဒါပေမဲ့အဲ့ဒီကလေးလေးမှာအရန်ကိုကျွမ်းကျင်တဲ့အတတ်ပညာတစ်ခုရှိတယ်ဘာလဲဆိုတော့တရောထိုးတဲ့နေရာမှာ အရန်ကိုကျွမ်းကျင်နေတယ်နေတိုင်းနေတိုင်းမဲ့သူ့ရဲ့တရောလေးနဲ့တိမ်တဲ့စင်တိခတ်ပြီးတော့မှ လူများစီကနေပြီးတော့မှငွေချေးနှငယ်ရတယ်။အဲ့ဒီငွေချေးလေးတွေကိုသူ့ဘွားကိုပြန်ပေးပြီးတော့မှ အသက်မွေးဝမ်းကြောင်းပြုရတယ်တဲ့။ဒီနေ့မှမြို့ထဲကမိမပြိုလေးတွေကိုလိုက်ယူဖမ်းယူစားတောင်းနေတဲ့ဘလူးကြီးတကောင်ကတောင်းချမ်းနေတယ်ဆိုတဲ့အကြောင်းကြားရတယ်။အဲ့ဒီလိုနဲ့မြို့ထဲမှာရှိတဲ့မိမပြိုလေးတွေဟာလည်းဘလူးကြီးလိုက်စားလိုက်တာကုံလူနီးပါးဖြစ်သွားတယ်တဲ့။ အဲ့ဒီချိန်မှာတတိတတိကြီးရဲ့တမီးလေးကိုယောက်လာတော့တာပေါ့ကွယ်အဲ့ဒီခါမှာတတိကြီးကအဲ့ဒီဘလူးကြီးကိုတတ်နိုင်တဲ့သူကို သူ့ရဲ့တမီးနဲ့လက်ဆက်ပေးမယ်ပြီးရတဲ့အခါကျတော့ပစ္စည်းဥစ္စာတွေကိုလည်းအမြောက်အများချင်းမြင်မယ်လို့ကြောင်ညာလိုက်တယ်အဒီကမှာအဒီသူငယ်လေးရတရင်ကိုကြားကြားချင်းပဲသူ့ဘွားကိုပြောတယ်အဖွားခင်ဗျာကျွန်တော်ခီးထွက်တော့မယ် အဖွားဟောလဲဘာလို့လဲငါမြည်ရဲ့မင်းပဲသွားမလို့လဲကွယ်သူကမိမမျိုးလေးတွေကိုလိုက်ယူဖန်ဆားနေရဲ့ဘလူးကြီးကိုသွားရှာမလို့အဲ့ဒီဘလူးကြီးကိုကျွန်တော်တတ်နိုင်ခဲ့မယ်ဆိုလို့ရှိရင်တတိယရဲ့သမီးကိုလည်းရမယ်အပြင်ပစ္စည်းဥစ္စာတွေကိုလည်းရမှာဒီတော့အဖွားနဲ့ကျွန်တော်နဲ့အတူတူ ချမ်းချမ်းသာသာနေရမှာဖြစ်တယ်သူ့အဖွားကသူ့ကိုတားပေမဲ့လည်းတားလို့မရဘူးတဲ့ ဒါကြောင့်မို့လို့ထပ်သွားခွင့်ပေးလိုက်ရတာပေါ့ကွယ်အဲ့ဒီသူငယ်လေးဟာတရောင်မော်တရောင်တက်စင်းနဲ့ခီးထွက်လာရင်တတိထားမိလို့တနေရာရောက်မှာချီချော်ကြပြီးတော့မှခြောက်ထဲကိုဝုန်းငနေပြုတ်ကျသွားတာပေါ့ကွယ်ဒါပေမဲ့ကန်ကောင်းလို့အောက်မှာတည့်ရခြောက်ပုံကြီးရှိရဲ့အတွက်ဘာမှမဖြစ်သွားဘူးတဲ့ထိခိုက်တယ်ရမရခဲ့ဘူးပေါ့ကွယ် ခြောက်ကြီးထဲမှာမောင်ကလည်းမောင်နဲ့သူဘာမှမမြင်ရဘူးတဲ့ဒါကြောင့်မို့လို့တုံလို့ခြောက်ချားနေရပေါ့ကွယ်အတန်းကလည်းမထွက်ရဲဘူးတဲ့ကွယ်အဲ့ဒီလိုနဲ့ညမကြမီမှာမြင်ငင်လင်းလှုပ်တလို့မျိုးသူဒုံဒုံဒုံနဲ့ကြားရတာပေါ့ကွယ်နေခင်းမှာလို့ပဲမီးလင်းရောင်နေရလဲထိန်ထိန်လင်းလို့နေတယ်တဲ့သူငယ်ဟာလဲဟိုကြည့်ဒီကြည့်နဲ့ကြောက်ကြောက်လန့်လန့်နဲ့အတန်းမထွက်ဖဲနဲ့ တိတ်တိတ်လေးချောင်းကြည့်နေတာပေါ့ကွယ်အဲ့ဒီလိုနဲ့ဘလူးဤတကောင်ဟာခောက်တုံးခောက်ပြန်လမ်းလျှောက်နေတာကိုတွေ့ရတယ်တဲ့သူအင်းကြီးကြီးကလည်းဖောင်းပွားပြီးတော့မှညာဘက်အိတ်ကတ်ထဲမှာလည်းအသားဖြူဖြူချော်ချော်မင်းကလေးတယောက်ကိုထုတ်ယူလိုက်တယ်မင်းကလေးကသူ့ကိုဦးချပြီးစစ်ကိုတောင်းပန်ပေမဲ့သူနားမထောင်ဘူးတဲ့ဘလူးဤကသူ့ရဲ့ဓမ္မအကြီးကိုထုတ်လိုက်ပြီးတဲ့အခါကျတော့ မိန်းကလေးကို တက်ပြီးတော့မှချက်စားလိုက်တာပေါ့ကွယ်သူ့ရဲ့ဘဲဘဲအိတ်ထဲကအရက်အိုးတိုးကိုလည်းစပွဲပေါ်မှာတင်ပြီးတော့မှအဲ့ဒီနောက်မှာသူ့ရဲ့မော်လက်စုတ်ကိုဖြုတ်လိုက်ပြီးတော့မှမော်လက်စုတ်လေးငါမင်းတို့လို့ရှိရင်မင်းရဲ့စွမ်းကိုပြရမယ်နော်ဟုဆိုကစပွဲပေါ်မှာတင်လိုက်တယ်အစာစားပြီးတဲ့နောက်မှာအိယာပေါ်ကိုလဲချပြီးတော့မှတခေါခေါနဲ့ ိတ်ပျော်သွားတော့တယ်တဲ့သူငယ်လေးဟာအရန်ကြောက်ပြီးတော့မှဘာတမ်းမှမထွက်ရဲဘူးတဲ့ကွယ်မကြသေးပါဘူးဘလူးကြီးကလည်းအရာကနေထအဝစာလဲပြီးတော့မှတမာကြီးကိုလွယ်ပြီးတော့မှလက်စုပ်ကိုကောက်ယူလိုက်တယ်ပြီးတော့လက်စုပ်လေးကြီးငါမင်းကိုလူရှိပြီငါတက်အစွမ်းပြပါအောင်ဟုဆိုလိုက်ပြီးတော့မှလက်စုပ်လေးကိုလက်တန်းပေါ်မှာဝတ်လိုက်တယ်ပြီးတော့ လက်စွပ်လေးကိုဘယ်ဘက်လက်ကိုတပတ်ရေးလိုက်တဲ့အခါမှာခနာကိုလေးကတင်းငယ်သွားပြီးတော့မှမိခွက်မိလဲငိမ့်သွားတယ်တဲ့ဘလူးကြီးရဲ့တကူလုံးဟာလဲတဖြည်းဖြည်းတင်းငယ်သွားပြီးတော့မှအပေါက်သေးသေးလေးကနေထွက်သွားလိုက်တယ်သူငယ်လေးကလည်းတွင်တဲ့ရနေပဲဘလူးကိုနောက်တစ်ခေါက်ပြန်လာတဲ့အထိစောင့်နေလိုက်တယ်အရင်တစ်ခေါက်ကလိုပဲဘလူးကြီးဟာပြန်ရောက်လာပြီးတော့မှ အစားအစာချက်ပြုတ်စားတောက်ပြီးတခေါ်ခေါ်နဲ့ပြန်အိပ်ပျော်သွားပြန်တာပေါ့ကွယ်အဲ့ဒီခါမှာလူငယ်လေးရကြောက်ကြောက်ပေမဲ့တေးသေးရှင်းရှင်းဆိုတဲ့စိတ်ပိုင်းဖြတ်ပြီးတော့မှဘလူးကြီးရှီယာကိုတပြေးပြေးချိတ်ကတ်သွားလိုက်တယ်ဓမာကြီးကိုခိုင်းပြီးရဲ့ခါကြတော့ဘလူးကြီးရဲ့လက်ပြင်းကိုခုတ်ချပြစ်လိုက်တာပေါ့ကွယ်အဲ့ဒီချိန်မှာဘလူးကြီးရာတည်ဆုံသွားတော့တယ်တဲ့ အဲ့ဒီမှာပဲဘလူးရဲ့မော်လက်ဆွလေးကိုသူငယ်လေးကယူပြီးတော့မှလက်ဆွလေးရေငါမင်းကိုအလိုရှိပြီမင်းစွမ်းနေပြလိုက်ပါအောင်လို့ပြောလိုက်တဲ့အခါမှာလက်ဆွလေးကလက်ဆွလေးရေငါမင်းကိုအလိုရှိပြီမင်းစွမ်းနေပြလိုက်ပါအောင်တဲ့အဲ့ဒီနောက်မှာလက်ဆွလေးကိုဆွလိုက်ပြီးညာဘက်ကိုရစ်လိုက်တဲ့အခါမှာ ခန္ဓာကိုယ်ကြီးကကြီးထွားလာပြီးတော့မှဘဲဘက်ကိုရစ်လိုက်တဲ့အခါမှာခန္ဓာကိုယ်လေးကတင်းငယ်သွားတာကိုတွေ့ရတယ်တဲ့ဘလူးကြီးလှုပ်တယ်လို့ပဲလက်စွပ်လေးကိုဘဲဘက်ကိုလက်ပတ်ပြီးတော့မှ သူ့ကိုယ်မှာတပြေးတည်းတင်းငယ်သွားပြီးတော့မှမီးလက်ပိတ်သွားပြီးတော့မှဘလူးကြီးထွက်သွားတဲ့အပေါက်သေးသေးလေးကနေပဲအပြင်ကိုထွက်သွားလိုက်တယ်သူငယ်ကအင်းကိုပြန်ရောက်လာတဲ့အခါမှာဘလူးကြီးကမသေးမတော့ မတည်မပြောက်ဖဲနဲ့သူငယ်လေးကအိမ်ကိုပြန်ရောက်တဲ့အခါမှာမတည်မပြောက်ဖဲနဲ့အသက်ဆင်းစွာပြန်လာတဲ့မြေးလေးကိုအဖွာတွေ့ရတဲ့ဝမ်းသာအားရချူဆိုတာပေါ့ကွယ်။ညမကြမီပါပဲ။ဘေးရရဲ့သားတော်တပါးဟာအစာအစာမစားတောင်းနိုင်ပဲနဲ့တေလူမတက်ဖြစ်နေတာပေါ့ကွယ်။ဘယင်ကြီးကပုံနာတွေကိုခေါ်ယူပြီးတော့မှတွက်ခိုင်းနေပုံနာတွေကဘယင်သားတော်ဟာ ညင်ညောင်းတာရတဲ့တရောတံကိုကြားရရင်ယောဂချက်ချင်းပြောင်းပြီးတော့မှအစအစာစားလာနိုင်မယ်လို့ဟောကင်းထုတ်တာပေါ့ကွယ်။ဒါပေမဲ့လည်းဘီရင်ကြီးကတူတားတော်နေကားလာအောင်လို့တရောထိုးဖြော်ပြနေတဲ့သူကိုနိုင်ငံတော်တဝက်ကိုအုပ်ချုပ်စေပြီးပစ္စည်းဥစ္စာနဲ့စင်နေမြင်းတွေကိုလည်းချိမြင့်မယ်လို့ကြုံညာလိုက်တယ်။တနိုင်ငံလုံးကလည်းအတိမုတ်ပညာရှင်တွေဟာမင်းသားလေးကိုသွားရောက်ပြီးဖြော်ပြတာပေါ့ကွယ်။ မင်းသားလေးကိုပြအောင်ကုတင်နိုင်ဒါပေမဲ့လည်းမင်းသားလေးကိုပြအောင်ကုသနိုင်တဲ့သူမရှိဘူးတဲ့လူငယ်လေးကလည်းတယောတွားတယောထိုးလူငယ်လေးကလည်းတွားရောက်ဖြောပြေပေမဲ့ဘာမှထူးခြားမှုမရှိဘူးတဲ့ကွယ်အဲဒါကြောင့်ပဲနောက်တညမှာအဲ့ဒီလူငယ်လေးဟာ လူတွေအားလုံးအိမ်မောကြနေတဲ့ချိန်မှာသူငယ်လေးကမော်လက်ဆုကိုကောက်ယူပြီးဘယ်ဘက်ကိုလဲလိုက်တဲ့အခါ သူ့တကိုယ်လုံးတပြေးပြေးနဲ့တင်းငယ်သွားပြီးတော့မှတကားပိတ်ထားတဲ့မင်းသားလေးခန်းလေးကိုအလွယ်တကူဝင်သွားနိုင်ခဲ့တယ်တဲ့အဲခန်းလေးကိုရောက်တဲ့အခါအတင်းမင်းသားဘာဖြစ်နေလဲဆိုတာကျွန်ုပ်ကိုပြောပြပါအတင်းမင်းသားရဲ့ယောဂပျောက်ကင်းအောင်ကုသပေးဖို့အတွက်ကျွန်ုပ်လာတာဖြစ်တယ်လို့ပြောတော့မင်းသားကအတန်သာကြားရပြီးလူကိုမတွေ့ရတဲ့အခါကျတော့အံ့အားတင်သွားတာပေါ့ကွယ် ဒါပေမဲ့လည်းသူ့ကိုပျောက်ကင်းအောင်ကုသပေးမယ်ဆိုတဲ့တန်ကြားတဲ့ခါကျတော့ကျွန်ုပ်ရဲ့ယောဂဟာစင်းနဲ့မကုသနိုင်တဲ့ယောဂတစ်မျိုးပဲကျွန်ုပ်ဟာမိမပြိုလေးတယောက်ကိုဆွဲမဲ့ပြီးတော့မှအခုမိမပြိုလေးကိုဘလူးကြီးကဖမ်းသွားတဲ့အတွက်စိတ်ဝေဒနာခံစားနေရတာဖြစ်တယ်။ဒီမိမပြိုလေးကိုဘလူးကြီးလက်ထဲကလွတ်မြောက်အောင်ကယ်ဆယ်နိုင်ရင် ကျွန်ုပ်ခံစားနေရတဲ့စိတ်ယောဂါကလည်း ပျောက်ကင်းมาတည်ကြတယ်လို့ပြောတာပေါ့ကွယ်အဲ့ဒါနဲ့သူငယ်လေးကဒါဆိုရင်တော့လုံးဝမပူနဲ့မိမပြိုလေးကိုလွတ်မြောက်အောင်ကျွန်တော်ကယ်ဆယ်ပေးမယ်တကူကကျွန်တော်မျိုးပြောတာကိုနာခံရမယ်မနေ့ပြန်မနေ့စောစောထားရေမိုးချိုးကောင်းစောပြီးအဝတ်အစားကောင်းကောင်းဝတ်ပြီးရောမှအစားကောင်းအစားကောင်းကောင်းစားပါမင်းသားလေးကသူငယ်လေးပြောတဲ့အတိုင်းလိုက်နာတယ် နနဲ့မိုးလင်းလာတဲ့အခါမှာမင်းသားလေးကိုကြမ်းကြမ်းမမတွေ့ရတဲ့အတွက်ဘယင်ကြီးဟာဝမ်းတာတာပေါ့ကွယ်မင်းသားလေးကကိုပြောက်ထားတဲ့အတွက်ဆွလက်ပေးရန်ရှာလို့ပဲမတွေ့ပေဘူးတဲ့နောက်ဆုံးမှာသူငယ်လေးကမင်းသားလေးနဲ့အတူမင်းမျိုးလေးရှိရာကိုလာခဲ့ကြတာပေါ့ကွယ်လာတဲ့လမ်းမှာဘလူးကြီးကအဆောင်ဖြစ်ချထားတဲ့မွေးတကောင်နဲ့ ခြင်သေးတကောင်ဝင်ရင်ဆိုင်ကြရတယ်။ဒါပေမဲ့မော်လက်ဆွေရဲ့တကိုးကြောင့်မလို့သူ့ရဲ့ခန္ဓာကိုယ်ကအကြီးဖြစ်အောင်လုပ်ပြီးတော့မှခြင်သေးနဲ့မွေကြီးကိုနှိမ်နှင်းခဲ့တာပေါ့ကွယ်။ဒီလိုနဲ့မင်းသားလေးနဲ့သူငယ်လေးတို့ဟာခီးဆက်တဲ့ကလေးရဂလုံးငယ်ကြီးတကောင်ကိုထွန့်တွေ့ပြန်ကြတယ်တဲ့။ဂလုံးငယ်ကြီးကိုလည်းချင်မုံနိုင်ခဲ့ပြီးတော့မှမိမပြိုလေးကိုဖန်ထားတဲ့ကြောက်ကူကြီးရှိရာကို လာခဲ့ကြတာပေါ့ကွယ်မော်လက်ဆုတကူနဲ့ကြောက်ကူကြီးကိုမော်လက်ဆုတကူနဲ့ကြောက်ကူတကားကြီးကိုဖွင့်နိုင်ခဲ့တယ်။နောက်ပြီးတော့မှကြောက်ကူကြီးရဲ့ကို ဝင်လာခဲ့တယ်။မင်းသားလေးကမိမပြိုလေးကိုတွေ့တွေ့ချင်းမှာပဲသူငယ်လေးကိုမေ့သွားတယ်တဲ့။မိမပြိုလေးရှီကိုသွားပြီးတော့မှချစ်ခွင့်ပြန်တယ်။ မမမျိုးလေးရလဲသူ့ကိုမငင်းပဲနဲ့ကျမဟာဘရင်သမီးတော်တယောက်ဖြစ်တယ်။ဘလူးကြီးကကျမဖေရဲ့နိုင်ငံထဲကမမမျိုးလေးတွေကိုစားပြီးပြီးကျမတယောက်တည်းပဲကျန်တော့တယ်။တကယ်လို့ကျမဖေကကျမကိုဘလူးကြီးလက်ထဲမအပ်ဘူးဆိုလို့ရှိရင်ဘလူးကြီးကဖခင်မဲတော်ပါဝင်တမျိုးလုံးကိုစားပြစ်မှာဖြစ်တဲ့အတွက်သူ့နောက်ကိုလိုက်လာရတယ်။ဒါပေမဲ့ဘလူးကြီးက ကျမတို့မစားပဲနဲ့သူကျင်ရတော့ဖြစ်ထားခြင်းနဲ့ဒါပေမဲ့လည်းကျမတို့ကိုမချစ်တဲ့အတွက်ဒီကြောက်တိုင်ကြီးပေးမှချီနှောင်ထားပြီးရောမှကျမတို့ကိုအပြစ်ပေးမဲ့ထိစောင့်နေတယ်ဒီတစ်ခါသူပြင်ထွက်သွားတာပြန်မလာတာကြပြီပြန်လာဖို့နီးပြီလားဆိုတာလည်းကျမမပြောတတ်ဘူးတကယ်လို့ကျမကိုဘလူးကြီးလက်ထဲရကဲတင်နိုင်မယ်ဆိုလို့ရှိရင်အတင်မင်းသားနဲ့လက်ထပ်ဖို့သဘောတူပါတယ်လို့မင်းသမီးလေးကပြောတယ်လေကွယ် အဲ့ဒီအချိန်မှာမင်းသားမိမပြိုလေးကိုဘယ်လိုကူညီရမလဲလို့မေးတယ်မိမပြိုလေးကလည်းသူ့ကိုချုပ်ထားတဲ့တော့ကြောက်တန်ကြီးပေါ်မှာတင်ထားတဲ့အတွက်ဟိုးအမြင့်ကြီးပေါ်ကိုတက်ပြီးတော့မှတော့သွားယူရမှာဖြစ်တယ်လို့ပြောတယ်။ဒါပေမဲ့ကြောက်တိုင်ရိုတတိထားပြီးတဲ့ရနဲ့သူမကိုကူညီတဲ့ကြောက်တိုင်မော်တက်တဲ့သူတွေအားလုံးဟာအောက်ကိုပြုတ်ချပြီးအသက်တွေရှုံရှုံသွားရကြောင်းတတိပေးပြောဆိုလိုက်တယ်ကွယ်။ မင်းသားကလည်းမင်းသမီးလေးကိုလိုချင်သောကြောင့်သူငယ်လေးကိုအကူအညီမတောင်းတော့ပဲကြောက်တိုင်ကြီးအပေါ်တက်သွားတယ်။ဒါပေမဲ့ကြောက်တိုင်ထိမင်းရောက်ခင်မှာပဲချီချော်ကြပြီးတော့မှအောက်ကိုပြုတ်ကျပြီးကြောက်တုံးကြီးဖြစ်သွားတယ်တဲ့။နောက်ဆုံးမှာတော့သူငယ်လေးကမင်းမပြောလေးထံသွားပြီးတော့မှ သူလည်းမင်းသမီးလေးကိုချစ်ခင်တဲ့အကြောင်းဖွင့်ပြောပြတယ်။မင်းသမီးလေးကအတင်လို့လေကျွန်တော်ရှိလာတဲ့ယောက်ျားပြိုလေးထဲမှာ အတင်တယောက်တည်းဟောတာတွေ့တွေ့ချင်းစိတ်လှုပ်ရှားမိရဲ့။တင်ဟာကျွန်ုပ်ရဲ့ဖူးစာရှင်ပဲဖြစ်မယ်လို့ယုံကြည်တယ်။တင်သာကျွန်ုပ်ရဲ့ခင်ပွန်းဖြစ်မယ်ဆိုလို့ရှိရင်အတင်ကိုတတ်သက်ဆုံးချစ်မှာပဲလို့သူပြောတယ်။သူဟာစကြချင်းမှာပဲမိမိပြိုလေးမျက်စိကိုအဝတ်အဝတ်စားနဲ့ပိတ်ပြီးတော့မှမော်လက်ဆုကိုပတ်ကအရာရှိဖြစ်အောင်လုပ်ပြီးတော့မှတော့အလဲတွေကိုယူကမင်းသမီးလေးကိုတော့ဖွင့်ပြီးကတင်လိုက်တဲ့ အစာမှာမင်းသမီးလေးကဘလူးကြီးရဲ့ရံကိုစိုးရိမ်ပေမဲ့သူငယ်လေးကမိမိဘလူးကြီးကိုတတ်လိုက်ပြီးဖြစ်ကြောင်းပြောပြတယ်။သူငယ်လေးနဲ့မင်းသမီးလေးတို့ဟာနေရာကိုပြန်ရောက်တဲ့အခါမိဘရဲ့ဘယင်ကြီးကလည်းဝမ်းသာအားရကြိုးစိုးပြီးတော့မှသူတို့ကိုလက်ထပ်ပေးလိုက်တယ်တဲ့။နောက်ဆုံးမှအသက်သက်ဆုံးပျော်ရှင်ကပေါင်းတင်နေတိုင်းသွားကြတော့တယ်တဲ့ကွယ်။ကဲပုံမြင်လေးကတော့ဒီလောက်ပါပဲတာမီမီလေးတို့ရဲ့ ားလုံးပဲ good night ပါနော်